ကျိုးဆုံးမြင့်ဆက်ရဲ့အနှစ်900သမိုင်းစာမျက်နှာမှာဘယင်လို့ခေါ်ဖို့တော့မထိုက်တန်ဘူးလို့သမိုင်းပညာရှင်တွေသတ်မှတ်ခဲ့တဲ့သူအာနာကိုအယူမှုဆွဲနေတဲ့စိတ်ပြင်းပြတဲ့လက်စားချင်းလိုစိတ်တွေနဲ့နှိမ်မွန်ခဲ့သူတူရှိခဲ့ပါတယ်သူကတော့ဂျိုဆွန်ရဲ့တသမမြောက်ဘယင်ယွန်ဆန်ကောမှာပဲ ဘရင်တပားရဲ့တကူအာနာကိုအဆုံဆုံးပုံစံနဲ့အလွယ်သုံးစာလုပ်ခဲ့ပြီးနောက်ဆုံးမှနန်းချခန့်ရတဲ့ဘရင်ဖြစ်တဲ့ဇတိန်ခဲ့ရသူဂျိုဆွန်ခင်းရဲ့အမောင်မင်းသားဆိုပြီးတမန်ကျင်ရင်ခဲ့သူယွန်ဆန်ကိုဟာ1494ခုနှစ်ကနေ1506ခုနှစ်အထိစိုးစံခဲ့ပြီးသူရဲ့နန်းဆန်သက်12နှစ်တာကာလမှာပညာရှင်မောင်းများစွာကိုတုံ့ပြန်ရှင်းလင်းတဲ့တွင်ချောင်းစီဖြစ်ရတွင်မိခင်တည်ဆောက်မှုအတွက်လက်စာချေမှုတွေ Yes, Do you think this meager display of submission will save you? Your silence condemns you. ယွန်ဆန်ကိုရင်ရက်ဆက်ကြမ်းကြုတ်မှုအများစုဟာသူ့ကလေးဘဝကလေးကနန်းရွေးရာရှိရဲ့ပျော်ကားချောက်ကွံ့မြတ်ခံခဲ့ရတဲ့မိခင်မိဖုရားကောင်ယွန်အတွက်လက်စားချီလိုစိတ်ကနေစတင်ခဲ့တယ်။မိခင်သိဆုံးမှုမှာပါဝင်ပတ်သက်ခဲ့တဲ့ပုဂ္ဂိုလ်တွေနန်းရွေးရာရှိဆွေမျိုးယာရုနဲ့အစီကံအလုံးကို အစုလိုက်အပြုံလိုက်ဖန်ခိုင်းပြီးတိတ်ကိုရက်ဆက်တဲ့နီးလန်းတွေနဲ့ရှင်းပစ်ခဲ့တယ်။ဘလောက်ထိနာကျင်နေတယ်လဲဆိုရင်သိဆုံးပြီးသူတွေရဲ့အလောင်းတွေကိုတော့မြင်းကြီးကနေပြန်လူခံပြီး အယိုးတွေကိုချိုးဖက်မြစ်ထဲကိုပစ်ချတာမျိုးအမှုန့်ကျိန်ပြီးလေထဲကျဲတာမျိုးတွေလုပ်ခိုင်းခဲ့တယ်။လူဆန်ကောဟာသူ့ရဲ့ခမဲတော်ဘရင်ဆောင်းကျုံရဲ့ကုံလုံးတော်နှစ်ဦးနဲ့အဖွာဖြစ်သူမိဖုရားကြီးအင်စုကိုလည်းကွပ်မြတ်ခဲ့တယ်။ကျောဆန်ကောဟာသူ့ရဲ့မူဝါဒတွေကိုဝေဖန်ဖို့သူကိုဆုံးမဖို့စူးစမ်းတဲ့ကွန်ပျူတာပညာရှင်တွေကိုအကြင်ကြင်အစုလိုက်တုံ့တင်ခဲ့တယ် ူရဲ့ရက်ဆက်စံကြုံမှုကိုပြည်သူတွေကဟန်ခုစလုံးနဲ့ပိုစတာတွေရေးလှောင်ပြောင်ဝေဖန်ကြလို့ဟန်ခုစလုံးအသုံးပြုတာကိုလည်းပိတ်ပင်ခဲ့တယ်။နိုင်ငံမှာဘရင်ကိုဝေဖန်ကန့်ကွက်တာရှားဆွေမှတ်တမ်းရေးသားတာတွေကိုလည်းလုံးဝတားမြစ်ခဲ့တယ်။ပဇက်ကဆင်းရဲဒုက္ခရဲ့လမ်းစာဖြစ်တဲ့ဆိုပြီးရေးထားတဲ့စာရင်းတွေကိုလေဘင်းမှာဆွဲထားရတဲ့အထိအရာရှိတွေကသူ့ကိုကြောက်ရွံ့ခဲ့ရတယ်။ ားတက္ကသိုလ်ဖြစ်တဲ့ဆောင်ခွေဝန်ကိုပါပိတ်ပစ်ပြီးကိုပိုင်ပြော်မမှုနေရာအဖြစ်ပြောင်းလဲလိုက်တယ်။အနိုင်ငံလုံးကမင်းကလေးငယ်တွေကိုစူးစောင်းခိုင်းပြီးမတရားဖျော်ဖြေစေခဲ့တယ်။ဘယင်ယူဆန်ကဟာသူ့ရဲ့အလွန်ကြုံရက်ဆက်ကြံ့ကြုံမှုတွေနဲ့အာဏာကိုအလွယ်သုံးစားလုပ်မှုတွေကြောင့်နောက်ဆုံးမှာနန်းရင်းအရာရှိတွေနဲ့မိသားစုဝင်တွေပူးပေါင်းပြီးသူ့ကိုနန်းချလိုက်ကြတယ်။မဆန်ကဟာအာဏာရှင်ဆန်လွန်းတော့သူ့ကိုလုံးကြံတက်ဖြတ်ဖို့စူးစမ်းမှုတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့နောက်ဆုံးမှပဲသူ့ကိုနန်းချတာအောင်မြင်သွားတယ်။ဘယင်ယူဆန်ကွန်ကိုနန်းချစေခဲ့တဲ့အဓိကဖြစ်ပျက်ကလောက်ကျန်မှုမဟုတ်ဘူး။နန်းရဲ့အရာရှိကြီးတွေစီစဉ်ခဲ့တဲ့အာနာသိမ်းဝဲကြီးပါ။သူ့ရဲ့နန်းသက်12နှစ်မြောက်1906ခုနှစ်စက်တင်ဘာမှာဖြစ်ခဲ့တာ။ရက်ဆက်ကြမ်းကြုတ်တဲ့သူ့ရဲ့အုံချုံမှုပညာရှင်တွေနဲ့ဆွေးနွေးတွေပါမကျန်းတက်ဖြတ်မှု နိုင်ငံတော်ဗန္နာကိုအလွဲသုံးစားလုပ်မှုတွေအဆုံးသတ်ဖို့အာဏာသိမ်းမွေးဖြစ်လာတာပါအာဏာသိမ်းတာအောင်မြင်တဲ့အခါဘရင်ယွန်ဆန်ခွန်ကိုဖမ်းဆီးပြီးဘရင်ယာရုကနေနန်းချလိုက်တယ်သူကိုယွန်ဆန်မင်းသားအဖြစ်အဆင့်ချပြီးဂန်ဟွာကျွန်းကိုပို့လိုက်တယ်နန်းချခံရမိမကြခင်မှာပဲယွန်ဆန်ကဟာရောဂါဝေဒနာနဲ့ကန်ကုန်ခဲ့တယ်။အပျော်ပါအပီးတဲ့သူ့ရဲ့မိဖုရားငယ်ဂျန်နော့စုကိုလည်းကွပ်မြက်လိုက်ကြတယ်။ မိဖုရားငယ်ချမ်းတော်ဆိုဟာဘရင်ယွန်ဆန်ကုန်းကိုအတော်လေးဩဇာလွှမ်းမိုးနိုင်ခဲ့တယ်လူဆန်ကုန်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုအ धिक ကြောထောင်နောက်ခံပြုသူအဖြစ်နဲ့တမိုင်းမှာနာမည်ဆိုရခဲ့တယ်။လူဆန်ကုန်ဟာဂျန်တော်စုကိုအယူမှုကိုဆွဲလန်းခဲ့တာ။ဂျန်တော်စုကဘယင်ထက်အသက်ကြီးတယ်။အကသမဘဝကလည်းတော်ကောက်ခံရတာ။လူကလည်းလှအစိုးကလည်းကောင်းဘယင်ကိုနားလည်နိုင်စွမ်းလည်းရှိတော့ဘယင်အချက်ဆုံးမိဖုရားဖြစ်လာတယ်။ဘယင်ရဲ့ရက်ဆက်မှု အပြော်မောင်းခုံမဲမှုတွေကိုချန်တော်စုကမတားတဲ့အပြင် အားပေးခဲ့တယ်။သူ့ရဲ့စနစ်တွေကြောင့်ဘရင်ရဲ့လုပ်ရက်တွေပိုဆိုးလာခဲ့တယ်။ကျန်တော်စုဟာသူ့ရဲ့ပါဝါကကြီးတော့မိသားစုနဲ့ဆွေမျိုးတွေကိုပါနန်းတွင်းရာထူးနေရာတွေပေးဖို့ဝင်ချေလှဲခဲ့တယ်။ဘရင်ရဲ့အချစ်ကိုတိမ်ပိုက်ထားသူဆိုပြီးသူဟာအိမ်တွင်အစ်စ်ပြန်ဆောက်ဖို့နန်းတွင်းဗန္နံကိုလည်းအများကြီးယူသုံးခဲ့တယ်။ ဒရင်ယူဆန်ကွန်ရဲ့ဖြစ်အမှန်တမိုင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ရုပ်ရှင်ဆလန်းတွေတွေအများကြီးထွက်လာတယ်။သူဟာဂျိုဆွန်မင်းဆက်မှာအရက်ဆက်ဆုံးဘယင်ဖြစ်လို့ရုပ်ရှင်ထုတ်လုပ်သူတွေကသူ့အကြောင်းကိုဒရာမာဆန်ဆန်ဖန်နီးရတာကြိုက်ကြတယ်။အထူးသဖြင့်သူတိတ်မြင့်လို့လှတဲ့မိဖုရားငယ်ဂျန်နော့ဆူရဲ့ဇလန်းကိုအသာပေးရိုက်ကူးကြတယ်။ သခင်အငတ်ခလောင်ဇလန်ကဘယင်ယွန်စံကွန်ကိုအဓိကထားရိုက်ထားတာမဟုတ်ဘူး။သူ့ရဲ့နန်းရင်းကိုဖျော်ဖြေဖို့ရောက်လာတဲ့ရိုးသားတဲ့လူရှင်တော်နှစ်ယောက်နဲ့ရက်ဆက်တဲ့ဘယင်သားကသုံးဝင်ဆိုင်ဆက်ဆံရေးကိုရိုက်ပြထားတယ်။ဒီဆက်က မှယွန်စံကွန်ဟာစိတ်ပိုင်းဆိုင်ရာပျက်စီးနေပြီးအချက်ကိုငတ်မွနေတဲ့သူကိုရီးယားရုပ်ရှင်သမိုင်းမှာအအောင်မြင်ဆုံးဇာတ်ကားတွေထဲပါခဲ့တယ်။ The treacherous စကားကတော့နန်းရွင်အရာရှိတွေကဘရင်ကိုနိုင်ငံရေးအာဏာရဖို့အမျိုးသမီးပေါင်းများစွာကိုစုဆောင်းပေးတဲ့အဖြစ်အပျက်ကိုအဓိကထားရိုက်ပြထားတယ်။ဘရင်ယွန်ဆန်ကွန်ရဲ့အပြော်ပါလွန်ကဲမှုရက်ဆက်မှုနန်းရွင်နိုင်ငံရေးအရှုပ်တော်ပုံတွေကိုကြည့်ရမယ်။ဒီကနေ့ဒီစကွန်ချ ရန်တော်စုနာမည်နဲ့ထွက်လာတဲ့ဇလန်တွေကဗရင်ယွန်ဆန်ခွန်ရဲ့အချက်ဆုံးမိပြားငယ်ရန်တော်စုရဲ့ဘဝဇာတ်ကြောင်းကိုအသာပေရိုက်ပြခဲ့တယ်။ Bon Appetit Your Majesty ဆိုတဲ့ဇလန်တွေကဒီနှစ်ဩဂုတ်ကမှထွက်လာတာ။ဗရင်ယွန်ဆန်ခွန်ရဲ့တမိုင်းဖြစ်ရတွေကိုအခြေခံပြီးပြန်ဆန်းသစ်ရကူထားတယ်။တမိုင်းကိုတရရိုက်ပြထားတာမဟုတ်ဘဲအချက်ဟာသာပုံစံနဲ့ပြန်ရိုက်ထားတာ။ ဇလန်နဲ့မှာယူဆန်ကွန်ရဲ့နာမည်ကိုတည်းရမသုံးဘူး။ဘယင်းနာမည်ကိုရီဟွန်လို့ပြောင်းထားတယ်။မျက်မှောက်ခက်ကနေဂျိုဆွန်ခက်ကိုမထင်မှတ်ပဲအချိန်ခရီးသွားဖြစ်သွားတဲ့ပြင်သစ်စဖို့မှုမာလီနဲ့ရက်ဆက်တဲ့ဘယင်းရီဟွန်တို့ကြားကဆက်ဆံရေးကို အချစ်ဟာတာဆန်ဆန်ကြည့်ရှုရမယ်။ဘယင်းယူဆန်ကွန်ရဲ့ဘဝအဆုံးသက်ဟာအကျွေးမဲ့အာနာကအကျွေးမဲ့ပျက်စီးခြင်းကိုဖြစ်စေပါလားဆိုတဲ့တမိုင်းသင်ခန်းစာကိုရှင်းရှင်းလင်းလင်းတည်တည်ပြလိုက်တာဖြစ်ပါတယ်။ 사람이냐 귀신이냐? 셰프요 요리사